ဘာဘူးကနေတိုင်းလေထဲမှာအလုံးလုံးနေတဲ့လေသမားတယောက်ပါ သူ့ရဲ့လေထဲမှာရေရင်းတရင်းရှိပါတယ်ဘာဘူးလည်းအဲ့ဒီရေရင်းနာ ရောက်တော့ငုံကြည့်ရင်းနဲ့အခုလိုပြောလိုက်ပါတယ်အလုံးလေးလေဒီရေရင်းထဲမှာရေကတစ်စက်တောင်မှရှိမနေပါလားဘလို့ဖြစ်လို့ဒီရေရင်းကြီးကနှင်းနဲ့ချီပြီးတော့ခန်းနေတာလဲမသိဘူးငါဘွားကလည်းကိုယ်လေထဲမှာရေရင်းရှိပါရဲ့နဲ့တခြားသူတွေရဲ့ရေရင်းကနေယူသုံးနေရတယ် ဖះဖះငါအခုဘာလုပ်ရမလဲသီးနှံကလည်းအထွက်မကောင်းဘူးအဲ့အတည်းရှိတဲ့ရေရင်းလည်းရေကမထွက်ပြန်ဘူးငါဒီနေ့တော့ဒီရေရင်းကြီးကို အပီးပိတ်ပြလိုက်တော့မယ်မြေးစားရီပြည့်အောင်ထည့်ပြီးတော့ဒီရေရင်းကြီးကိုဖြတ်ပြလိုက်တော့မယ်အဲ့ဒီလိုပြောပြီးဘာဘူးလဲရေရင်းထဲကိုမြေးစားရီစပြီးတော့ပြစ်ပါတော့တယ်ရေရင်းထဲကိုမြေးစားရီထည့်လိုက်တာနဲ့ ချက်ချင်းဆိုသလိုရေရင်းထဲကနေအတန်တတန်ထွက်ပေါ်လာပါတယ်။မလောက်ပါနဲ့ဒီလိုမလောက်လိုက်ပါနဲ့ဒီရေရင်းထဲကို ရှင့်တွေပြစ်ချပြီးတော့မပိတ်ပြစ်ပါနဲ့။ဘာဘူးလဲအဲ့ဒီအတန်ကိုကြားပြီးတော့ကြောင်အန်းဖြစ်သွားတယ်။သူဟာချက်ချင်းပဲရေရင်းထဲကိုငုတ်ကြည့်လိုက်တာပေါ့။ဒါပေမဲ့ရေရင်းထဲမှာတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။ဟာဘာလဲဟာငါခုနလေးတည်းမိမတယောက်ရဲ့အတန်ကိုငါနားနဲ့ဆက်ဆက်ကြားလိုက်တာဝါ။ ဒါပေမဲ့ဒီထဲမှာလည်းဘသူမှရှိမနေပါလားအဲ့ဒီတန်ဘဲကလာတာများလေငါနားမလဲတော့ဘူးထားပါတော့လေငါဘာသာငါနားကြမှားတာပဲနေမှာပါဘာဘူးလဲအဲ့ဒီလိုတွေ့ပြီးတော့ရေရင်းထဲကိုမြေစာရီထက်လောင်းထဲလိုက်ပြန်နေခုနကအတန်ကလည်းချက်ချင်းထက်ပြီးတော့ပေါ်လာပြန်နေဒီတခါတော့ဘာဘူးလဲကြောက်လန့်ပြီးတော့သူ့အိမ်ကိုပြန်သွားပါတယ်အိမ်မှာတော့သူ့ရဲ့အမေအိုကြီးရှိနေပါတယ် ဟဲ့ဟဲ့တာဘာဖြစ်လာတာလဲဘာဖြစ်လို့ဒီလောက်အစောကြီးပြန်လာတာတုန်းကျွန်တော်ဘာပြောရမှန်းတော့မသိတော့ပါဘူးအမေရေကျွန်တော်တို့လေတွေကရေရင်ကြီးကဘာမှအသုံးမဝင်ဘူးလေရေတအိုးစာမပြောနဲ့ဒဇက်လေးတောင်မထွက်ဘူးလေဒါနဲ့ကျွန်တော်လည်းဒီနေ့အဲ့ရေရင်ကြီးကို မြေးစားရီတက်ပြီးတော့ပိတ်ပစ်လိုက်မယ်လို့တွေးထားတာဒါပေမဲ့မြေးစားရီကိုရေရင်နဲ့ပြစ်ထည့်မလို့လုံးလိုက်တာနဲ့အဲ့ဒီရေရင်တွေကနေအသက်တန်ကထွက်ထွက်လာတယ် ေးဟုတ်လားဘလို့အတန်မျိုးလဲတာအမေရေရင်းထဲမှာကဘသူမှမရှိဘူးဒါပေမဲ့အဲ့ဒီရေရင်းကိုမပိတ်ပါနဲ့မပိတ်ပါနဲ့ဆိုပြီးတော့ဇက်တိုက်ကိုဩနေတာဘာနင်ပါရီပွားစီပွားစီနဲ့ရှောက်ပြောနေတာလေကျွန်တော်ရှောက်ပြောနေတာမဟုတ်ဘူးအမေတကယ်အမှန်တိုင်းပြောနေတာပါဆဆချင်းတို့ကတော့ကိုပါကူနားကြားမားတာပဲထင်ခဲ့တာ အဲ့ဒါနဲ့မြင်းစားတွေထက်လောင်းထည့်လိုက်တော့အဲ့ဒီအတန်းကထက်ထွက်လာတယ်လေအဲ့ဒီဒူးစက်နဲ့ရေရင်ထဲမှာဘာရှိနေလဲတော့အမေမသိဘူးအဲ့ဒီရေရင်ကြီးရှိနေတာကြားလာပြီမင်းအဖိုးကတော့ပြောဦးတယ်ဒီရေရင်ကသူ့အဖိုးဘာတွေခက်ကြတဲ့ရေရင်ဟောင်းကြီးဖြစ်နေတာတဲ့ဘာဖြစ်ရေရင်ကြီးကတက်တန်းကအတော်ရင့်နေပါလားဟုတ်တယ်သားအမေတော့အဲ့ဒီလိုပဲကြားခဲ့ဘူးသား ဒါပေမဲ့မင်းဒီရေရင်ဟောင်းကြီးလဲကျွန်တော်တို့ရေလုံနေတဲ့ချိန်ဘာမှမပေးဘူးဆိုရင်သူကအတော့မဝင်ဘူးလေဘာမှမလို့အပ်ပဲဒီရေရင်ဟောင်းကြီးကြောင့်လဲခွက်ပေါ်နေရပုတ်တယ်ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီမနက်ပြန်အဲ့ဒီရေရင်တွေကိုမြေစာရီထက်လောင်းပြီးတော့ထည့်ပြမယ်ဒါဘာပဲလုံလို့တေချာစဉ်းစားပြီးတော့လုပ်ပါနောက်နေ့မှာတော့ဘာဘူးတယောက် မြေကြီးတွေအပြည့်ထဲလာတဲ့ပုံကြီးကိုရေရင်းနဲ့လောင်းထက်မလို့လုံနေပါတယ်။ဒီရေရင်းကြီးကိုမပိတ်လိုက်ပါနဲ့။ဒီရေရင်းထဲကို မြေစားတွေလောင်းမထည့်လိုက်ပါနဲ့။အတန်ကထထွက်လာပြန်တော့ဘာဘူးလဲအရင်ကြောက်သွားတယ်။တင်းအောင်ထင်မှဖြစ်နေတာတွေကဒီလိုထက်ခါတလဲလဲတော့မဖြစ်နိုင်ဘူးဆိုတာသူနားလည်လိုက်တယ်။ဒီဒူးစန်းနဲ့ရေရင်းကြီးရဲ့နောက်ကွယ်မှာလျှော့ချက်တစ်ခုခုတော့ရှိနေရမယ်။ အခုသူ့အနေနဲ့လဲထဲမှာအလုံးလို့ရမှာကိုတောင်ကြောက်နေပါပြီဒီလိုနဲ့သူလည်းအိမ်ကိုပဲပြန်လာခဲ့ပါတယ်အဲ့ဒီနောက်ပြန်လာတဲ့လမ်းမှာယတိတစ်ပါးနဲ့စုံမိပါလေရောမင်္ဂလာပါယတိကြီးကျမ်းမာပါစီငါသားဘာရီဖြစ်လာတာလဲဘာလို့ဒီလောက်အလင်တကြားတုတ်ချီတင်ပြီးတော့တွားနေရတာတုံးအခုဘဲကိုတွားနေရလဲဘဲကနေလာလဲဆိုတာကိုပါမေးလိုက်ပါဗျာ ကျွန်တော်လည်းထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြုံလာလို့ပါ။ကဲဘလို့ထူးဆန်းတဲ့အဖြစ်အပျက်များလဲ။ဒီလိုပါဘာရက်သေးကျွန်တော်လည်းထဲမှာရေရင်းကြီးတရင်ရှိတယ်။အဲ့ဒီရေရင်းထဲမှာနှစ်နဲ့ချီပြီးတော့ရေတစက်တောင်မထွက်ပါဘူး။ဒါနဲ့ကျွန်တော်လည်းဒီရေရင်းကြီးကိုအပီးပိတ်ပစ်မယ်ဆိုပြီးတော့တွေးထားခဲ့တာအဲ့ဒီလိုတွေးပြီးတော့မကြဘူးရေရင်းထဲကနေထူးထူးဆန်းဆန်းအတန်နေထွက်လာတော့တာပဲ မိမတယောက်ကဒီရင်ရင်းကိုမပိတ်ပါနဲ့မြေကြီးတွေ ပြစ်မချပါနဲ့လို့တဖွားဖွားအော်နေတာကျွန်တော်အရင်ကြောက်နေပြီးဘာရသေးကြီးရဲ့ဒီရင်ရင်းကြီးကငါတိထားတာနဲ့အတူတူပဲတင်နေဗျာအတူတူပဲဟုတ်လားဘယ်ရင်ရင်းကိုပြောနေတာလဲဘာရသေးကြီးဟိုးလုံခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့မင်းရဲ့ဘိုးဘေးဘီဘင်တွေတော့ ။မွေးသေးတဲ့အချိန်လေးကဒီရေရင်ကြီးကရှိနေတာအယံကိုဟောင်းနေပြီ။အဲ့ဒီအချိန်တုန်းကဒီနိုင်ငံရဲ့ဘရင်ကဘရင်ကြီးမိခနာထားတဲ့ရသေးကြီးတဲ့ဘာဘူးကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပုံမြင်တပုတ်ကိုစပြီးတော့ပြောပြပါတော့တယ်။ဒါကိုကြားတော့ဘာဘူးရဲ့ကြောက်စရာလဲအံ့ဩမှုဖြင့်ပြောင်းလဲသွားတော့တာပေါ့။အဲ့ဒီချိန်တုန်းကဘရင်ကြီးမိခနာရဟာ စီမင်းစည်းကမ်းတွေကိုအရင်ချစ်မြတ်နိုးတဲ့ဘရင်တပါးပါ အမားအယွန်းနဲ့ပတ်သက်လာရင်လည်းလုံးဝတီးခံတဲ့သူမဟုတ်ပါဘူးသူ့မှာပရိမာလာဆိုတဲ့အရင်လာတဲ့မိဖုရားကြီးတပါးရှိတယ်ဒီလိုနဲ့တနေ့မှာတော့မိဖုရားရေမိဖုရားအမိန်ရှိပါ အရှင်မင်းကြီးမိဖုရားရေငါတို့တွေခဏတပြုတ်ခီးထွက်ဖို့ရှိတယ်အဲအကြောင်းခီးသွားဖို့ပြင်ဆင်ထားပေးပါ အရှင်မင်းကြီးတယောက်တည်းသွားမှာလားဒါမှမဟုတ်တခြားတယောက်ယောက်ကိုအဖို့ခေါ်အောင်မှာလားငါတယောက်တည်းသွားမှာပါဒါနဲ့ဒီမေးခွန်းကိုဘာလို့များ မေးရတာလဲမိဖေရဘာမှမဟုတ်ပါဘူးအရှင်မင်းကြီးကအမြဲလိုလိုအတွင်းဝင်ချုပ်ကိုခေါ်သွားတယ်လို့မေးကြည့်တာပါနောက်နေ့မှာတော့ဘယင်ကြီးလည်းခရီးထွက်သွားခဲ့ပါတယ်။ဘယင်ကြီးရဲ့မိခင်မေတော်ကြီးဆူရှိလာကတော့ မိဖုရားကိုတိတ်ပြီးတော့သဘောမကျပါဘူးလက်ထက်ပြီးနှစ်တွေအများကြီးကြာတာတော့မှမိဖုရားမှာကလေးတယောက်မှမထွန်းကားသေးပါဘူးဒါကြောင့်မဲသူကမိဖုရားကြီးမြုံးနေတယ်လို့ယူဆနေတာပါမဲတော်ကြီး ကျမမဲတော်အတွက်အစားအသောက်တွေယူလာပါတယ်ဟဲ့ငါ့ကိုမျက်နှာလာမပြနဲ့လို့နင့်ကိုဘယ်နှခါပြောရမလဲငါသားကနင့်လိုအမြုံမကူမှမိဖုရားမြလိုက်တာ ူ့ဘဝမှာအကြီးမားဆုံးအမားကိုကျူးလွန်လိုက်တာပဲငါမှတော့သူ့ကိုငါညီမရဲ့တမီးနဲ့လက်ထပ်ဖို့အပေါင်းမတည့်နားချနေရတာဒါပေမဲ့သူကနေ့အလှပါမှာဇုံလုံးကန့်သွားတယ်လေအဲ့ဒီချိန်တွေက သူကဘာစိုးဘာမှမမြင်နိုင်တော့ဘူးငါပြောတာကလည်းအရေးမဆိုင်တော့ဘူးဒါပေမဲ့နင်ကြည့်နေပါနင်ကသူ့နဲ့ကြာကြာမပေါင်းစေရဘူးငါသဘောကျတဲ့သူနဲ့သူ့ကိုမကြခင်လက်တက်ပေးမှာ အဲ့ဒီခါမှသူ့မျိုးဆက်အတွက်ကလေးရလိမ့်မယ်။ပြပြားလေးရောက်ကမဖြစ်သူရဲ့စကားကိုကြားပြီးတော့ဖြင်းမစင်နိုင်လောက်အောင်ဝန်းနေသွားပါတယ်။ဒီလိုနဲ့ညမှာတော့ပြပြားတယောက်တည်းနန်းတော်လေးကနေထွက်လာပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့အတွင်းဝင်ချုပ်ကိုစတဆောင်ပေးလိုက်ပါတယ်။မေတော်ကြီးကတော့တားရီအကုန်လုံးကိုအဝေးကနေကြည်နေပါတယ်။ဒါကအခွင့်ကောင်းမေအခုတော့ငါသားပြန်လာပါစေအောင် နိုင်ငံရဲ့မိဖုရားကြီးကညာကြီးမင်းကြီးမှာဝန်မင်းနဲ့မှတွေ့တွေ့ရတယ်လို့ဒါကိုကြားသွားလို့ကတော့ငါသားဘီရင်ကြီးလဲဒေါသပုံထပြီပဲပြီးရနဲ့အစစအရာရာငါအစီစဉ်တိုင်းဖြစ်လိမ့်မယ်ငါတော့ဒီနိုင်ငံကိုအမြုံမလက်တဲ့အပမခံနိုင်ဘူးရန်နေငယ်ကြတော့ဘီရင်ကြီးပြန်ရောက်လာပါတယ်ဒါတော့ငါနင့်ကိုငါညီမရဲ့သမီးနဲ့လက်တပ်ဖို့တဖွားဝပြောခဲ့ဘူးတဲ့ ဒါပေမဲ့နင်းကအဲ့ဒီအချိန်တုန်းကငါစကားကိုနားမထောင်ခဲ့ဘူးဒီနေ့တော့နင်းရဲ့လှပါပြီဆိုတဲ့မိဖုရားက သူ့လှတွေကိုဒီနိုင်ငံရဲ့ဝန်မင်းကိုပါမျှဝေနေပြီအမေဘာရီပြောနေတာလဲငါနင်းကိုအမှန်တွေပြောပြနေတာသားနင်းဒီမှာမရှိတော့ကနင်းမိဖုရားကတိတ်တိတ်လေးနန်းတော်တွေကနေထွက်ပြီးတော့ဝန်မင်းနဲ့ခုခုတွေ့တယ်ငါကိုယ်တိုင်သူတို့ကိုမျက်စိနဲ့တအံ့မြင်ခဲ့တာ သူအဲ့ဒီနေကဝင်းမင်းကိုစားတဆောင်လဲပေးနေသေးတယ်။သူတော့နင်းကိုဖောက်ပြန်နေတာသိကြပြီ။မဟုတ်တာမဖြစ်နိုင်ပါဘူး။မိဖုရားကကြောက်ပေါ်အဲ့ဒီလိုတော့မလုံလောက်ပါဘူး။ဟဲ့ဒါဆိုနင်းကငါလိန်ပြောနေတယ်လို့ထင်နေတာလား။အဲ့ဒီလိုဆိုရင်တော့အခုနင်းမိဖုရားကိုခေါ်လိုက်။သူနန်းတော်ထဲမှာပဲရှိနေမလား။ဒါမှမဟုတ်ဟိုဝင်းမင်းနဲ့ပါရှိနေမလားဆိုတာကြည့်လိုက်။ မိခင်ဖြစ်သူရဲ့စကားကိုကြားတော့ဘယင်ကြီးလဲဒေါသကြောင့်ကြောင့်ထွက်ပြီးတော့မိဖုရားကိုအခေါ်တော်လွတ်လိုက်ပါတယ်။မိဖုရားကတော့နန်းတော်ထဲမှာရှိမနေခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲအထင်းတော်တရားကိုရောက်လာပြီးတော့မိဖုရားကဝန်မင်းနဲ့အတူဘုရားကျောင်းကိုသွားတဲ့ကြောင်းရှောက်တင်ပါတယ်။ဒါကိုကြားတော့ဇဝေဇဝါဖြစ်နေတဲ့ဘယင်ကြီးရဲ့တန်တရားတွေလည်းပို့ပြီးတော့ခိုင်မာလာခဲ့ပါတယ်။ဒီလိုနဲ့ခဏအကြာမှာတော့ မိဖုရားလည်းနန်းတော်ကိုပြန်ရောက်လာပါတယ်။မင်းရောက်လာပြီပေါ့မိဖုရား။အိုးအရှင်မင်းကြီးဘယ်တော့ကရောက်နေတာလဲ။နေအဲ့ဒီဝမင်းနဲ့ငါမသိပဲချစ်ပွဲဝင်လို့ကောင်းနေကြတော့လေ။မင်းကြီးဘာရီပြောနေတာလဲ။ကျွန်တော်မျိုးမနဲ့ဝမင်းကိုဘယ်လိုပြောလိုက်တာပါလဲ။ဟုတ်တယ် နင်းနဲ့အဲ့ဒီဝမင်းဆိုတဲ့အကောင်ငါတိလိုက်ပြီညီငါငါဒီမှာမရှိတော့အဲ့ဒီဝမင်းနဲ့တိတ်တိတ်လေးသွားပြီးတော့ချင်းတွေ့နေတာမလားငါပြောသားတာဒီအကုန်လုံးမှန်နေတာလားမမှန်ဘူးလားဒါစပေးစာယူကိစ္စကိုလည်းမေးလိုက်အောင်ဒါဟုတ်တယ်အဲ့ဒီစာကိုဘသူရေးတာလဲဘာအကြောင်းနေရေးထားတာလဲဒါမှမဟုတ်အဲ့ဒီကောင်အတွက်ချစ်ချောင်းကြိတ်ချောင်းတွေကလူကြည့်စေပြီးရေးထားတာလား မဟုတ်တာမဟုတ်ပါဘူးအဲ့လိုမဟုတ်ရပါဘူးအရှင်မင်းကြီးရဲ့အရှင်နားလည်မူလဲနေတာပါအရှင်မင်းကြီးကကျမရဲ့ဂုံတိတ်ခါကိုညှဉ်းနှဲအောင်ဆွဆွဲနေတာပဲကျမနဲ့ဝင်းမင်းရဲ့ကြားမှာဒီလိုဖောက်လွဲဖောက်ပြန်ဆက်ဆံရေးမျိုးလုံးဝမရှိပါဘူးကောင်းပြီလေဒါဆိုဘာလို့အဲ့ညာကစာဟုဝင်းမင်းကိုပေးလိုက်တာလဲဒီနေ့လဲသူနဲ့တူတူဘုရားကျောင်းကိုသွားတယ်မလားဒါရီအားလုံးကဘာအတိတ်ပဲလေ ဒါရီအားလုံးရဲ့အတိတ်တွေကတခုပဲရှိရမယ်။မိမိယာနင်ကအတွင်းဝင်မင်းနဲ့မတင့်တော်တဲ့ဆက်ဆံရေးမျိုးရှိနေတာမလား။မေယောကြီးကျမကိုသဘောမကျဘူးဆိုတာသိပါတယ်။အခုဒီကျမအနေနဲ့လည်းမြေးတယောက်ကြောင့်ရလာမယ့်အပြုံမျိုးမစွမ်းဆောင်ပေးနိုင်ပါဘူး။မေယောကြီးကအမြဲတမ်းကိုတူမကိုပဲချွေးမအဖြစ်တော့ကျင်နေခဲ့တာလေ။ဒါပေမဲ့အဲ့ဒီလိုသဘောမကျတိုင်းကျမဘောဒီလိုဆွတ်ဆွဲကျင်တယ်လို့ဆွတ်ဆွဲလို့တော့မရပါဘူး။ ကျမထပ်ပြောပါအောင်မင်းကျမနဲ့ဝင်မင်းကြမှာဘာဖောက်ပြဲမှုမှမရှိခဲ့ပါဘူးဒါဆိုအဲ့ဒီစာကဘာတူတယ်လဲမင်းအဲ့ဒါကို အတွင်းဝင်မင်းစီကို ပေးခဲ့တယ်လေဒါကတော့အမှန်ပဲမဟုတ်လားအရှင်မင်းကြီးကျမအဲ့ဒီစာကို အတွင်းဝင်မင်းကို ပေးခဲ့တာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီစာထဲမှာဘာချစ်ချောင်းကြိုက်ချောင်းမှမရေးထားပါဘူးကျမအဲ့ဒီစာကိုအတွင်းဝင်မင်းကနေတဆင့် ကျမအဖေစီကိုပေးခဲ့တာပါငါတော့နင့်ကိုမယုံဘူးမိဖုရားနင်ကပေါပေါထင်းထင်းကို ဖောက်ပြန်နေတာဒီနိုင်ငံရဲ့ဝန်မင်းတစ်ပါးနဲ့လူမြင်ကွင်းမှာရှောက်သွားတယ်တာရင်ဒါကအရန်ကြီးလေးတဲ့ရာဇဝတ်မှုတော့မင်းအနေနဲ့ဒီအကျင့်ပြတ်တဲ့မိဖုရားနဲ့ဝန်မင်းကိုအပြစ်ပေးရမယ်မင်းသာဒီနေရာကိုဒီတိုင်းလွတ်ပေးလို့ကတော့ပြည်သူတွေလည်းတလွဲစပင်ကောင်းနေယူကြလိမ့်မယ်လူတိုင်းကရာဇဝတ်မှုကျူးလွန်ပြီးရင်တောင် ဘာအပြစ်မှမခံရဘူးလို့တွေးလာကြလိမ့်မယ်။ဒီလိုနဲ့တတိုင်းပြည်လုံးဖောက်လွဲဖောက်ပြန်နေလောက်ကြလိမ့်မယ်။တိုင်းပြည်ထဲမှာလည်းဘသူမှ အကြောက်လန့်ရှိကြတော့မှမဟုတ်ဘူး။တိုင်းပြည်ရဲ့စနစ်ကြီးလည်းပြက်စီးသွားရလိမ့်မယ်။အမေပြောတာအမှန်ပဲ။ဒါတော့သူတို့နှစ်ယောက်စလုံးကိုတည်တည်ချာချာအပြစ်ပေးမှာပါ။အရှင်မင်းကြီးအထင်မြင်တွေမှားနေပြီ။ကျွန်တော်မျိုးမဘာအမားမှမကျူးလွန်ခဲ့ပါဘူး။ အဲ့ဒီစာကိုလည်းကျွန်တော်မျိုးမအဖေစီကိုပဲပေးခဲ့တာပါ။ဘာလို့လဲဆိုတော့မဲတော်ကြီးကကျမကိုအရှင်မင်းကြီးနဲ့မဝေးဝေးအောင်လို့အစွမ်းကုန်စူးစမ်းနေတယ်လို့ကျမရဲ့အထင်းတော်ကနေသိခဲ့ရတယ်။ဒါရီအားလုံးကို ကျမမိဘတွေကိုပြောပြဖို့အဲ့ဒီစာကိုပို့ခဲ့တာပါ။ဘယင်ကြီးကတော့မိဖုရားပြောတဲ့စကားတွေကိုမယုံပဲဒေါသတကြီးနဲ့သူ့မိဖုရားကိုနေရာတစ်ခုမှာအရှင်လက်လက်မြေမြုပ်ကွက်မြက်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့အမက်တင်ညာအနေနဲ့ထိုနေရာမှာရေရင်ကြီးတွင်တူးသွားခဲ့ပါတယ်။ဒါရီအလုံးကဖြစ်ခဲ့သမျှအကြောင်းကုန်မယ်။ဒါဒါဆိုအဲ့ဒီရေရင်တွေကမိဖုရားကြီးရဲ့ဝိညာဉ်ပေါ့။ဟုတ်တာပေါ့။ဒါပြင်အဲ့ဒီဝင်းမင်းဆိုတဲ့လူကရောဘာဖြစ်သွားလဲ။ဘယင်ကြီးကသူ့ရဲ့ဝင်းမင်းကိုလည်းအစိတ်ကပ်ပြီးတော့တတ်လိုက်တယ်လေ။အဲ့ဒါတွေပြီးတော့သူ့မယ်တော့က မရင်ကြီးကို သူ့သဘောတူတဲ့မင်းကလေးတယောက်နဲ့လက်ထပ်ပေးလိုက်တယ်။သူတို့လည်းကလေးတွေပါရရပြီးတော့မျိုးဆက်အနေနဲ့ဆက်နိုင်ခဲ့တယ်။အခုကျွန်တော်အကုန်လုံးကိုနားလည်သွားပါပြီ။ဘာရဲ့တိကြီး။ဒါပေမဲ့အခုဘာလို့အဲ့ဒီမိဖုရားရဲ့ဝိညာဉ်ကကျွန်တော်ကိုလိုက်ပြီးတော့ဒုက္ခပေးနေတာလဲ။သူကဘာလို့ရှင်ရင်းကိုမပိတ်ခိုင်းတာလဲ။သူ့ကိုအရှင်လက်လက်မြင်မြုပ်ပြီးတော့စီရင်ခဲ့တော့ သူ့ဆန္ဒတွေမပြေပဲအများကြီးကြံ့နေခဲ့တယ်။ပြီးတော့သူကအဲ့ဓာရီကိုဖြည့်ဆည်းဖို့ခန္ဓာကိုယ်တစ်ခုလည်းလိုအပ်နေတာ။ဒါဒါဆိုကျွန်တော်မလုပ်ပေးရမလဲဘာရက်တီကျေးဇူးပြုပြီးတော့ကျွန်တော်ကိုလမ်းညွှန်ပေးပါဦး။ငါသားမင်းဒီဖြစ်ကြောင်းကုံစင်ကိုနန်းတော်စည်းသွားပြီးတော့အခုလက်ရှိမင်းကြီးကိုပြောပြလိုက်ပါ။ပါပဲပြပြသူကရှေ့မင်းဆက်တွေရဲ့မျိုးဆက်ပဲသူတခုခုတော့လုတ်ပေးနိုင်လောက်ပါပါ ဘာဘူးလဲရတိကြီးစီကနေကောင်းကြီးယူပြီးတာ ਨੇ ဘီရင်ကြီးစီအရောက်သွားပြီးတော့ကိစ္စတွေအကုန်လုံးကိုပြောပြလိုက်ပါတယ်ငါတို့တွေလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဒီနန်းတော်ထဲမှာမတင့်တော်တဲ့အရာတခုခုဖြစ်ခဲ့တယ်ဆိုတာသိတယ်။ကဲပါငါကိုယ်တော်မင်းနဲ့တူလိုက်ခဲ့မယ်။ဒီလိုနဲ့ဘယင်ကြီးလဲဘာဘူးရဲ့လဲကွက်စီရောက်လာခဲ့တယ်။ ထူးဆန်းတဲ့ရေရင်တရင်ကရွာတဝက်နီးနီးအထိကိုပြန့်နှံ့သွားခဲ့ပါတယ်။ရွာတွေက လူတွေလည်းဘာဘူးရဲ့လေစီရောက်လာကြပါတော့တယ်။အဲဒီနောက်မှာတော့ဘရင်ကြီးလည်းရေရင်နာကိုရောက်လာပြီးတော့အခုလိုပြောလိုက်ပါတယ်။မိမယားကြီး ပရိမာလာတာကျုပ်နဲ့စကားပြောလို့ရပါတယ်။ကျုပ်ကလည်းအဘိမင်းတရားကြီးရဲ့အဆက်အနွယ်တယောက်ပါ။ခမည်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ကျုပ်မှတာဝန်ရှိပါတယ်။ မိဖုရားကြီးရဲ့ဝိညာဉ်ကလည်းရေရင်းထဲကနေလှမ်းပြောင်းလိုက်ပါတယ်။နင်တို့တွေရောက်လာကြပြီပေါ့။အခုငါရဲ့ဇန္နာကို ဖြည့်ဆည်းပေးကြတော့ငါလုံးလုံးမပြီးပြတ်သေးရတွေကိုပြီးမြောက်အောင်လုပ်ဖို့ခန္ဓာကိုယ်တစ်ခုလိုချင်နေ။ဟုတ်ပါပြီမိဖုရားကြီး။ကျုပ်တို့တွေခမရအတွက်ခန္ဓာကိုယ်တစ်ခုရအောင်စီစဉ်ပေးပါမယ်။ဒါပေမဲ့အဲ့ဒီခန္ဓာကိုယ်ကိုရပြီးရင်တော့ခမရဘသူကမှဒုက္ခမပေးပါဘူးလို့ကျုပ်ကိုဂရီပေးရမယ်။ ကောင်းပြီလေတခြားဘသူကိုမှမလုပ်ဘူးနင်နဲ့နင့်မိသားစုကိုပဲဒုက္ခပေးမှာနင့်နန်းတော်ကအစအနတွေမကြံတော့ဒီငါဖြက်စီးပြစ်မယ်ငါနင်တို့တော်ဝင်မိသားစုကြောင့်အသေးဆုံးနဲ့တည်ခဲ့ရတာမိဖုရားကြီးအဲ့ဒီချိန်တုန်းကမိဖုရားကြီးကြုံခဲ့ရတာတွေကမတရားဘူးဆိုတာကျုပ်လက်ခံပါတယ်အရှင်မင်းကြီးကခမည်းကိုမယုံကြည်ခဲ့ဘူးလေခမည်းကိုတိုင်းသိပြီးဒီဂုံတိတ်ခါကြာပြီးမှာ အရှင်လက်လက်ကွက်မြက်ခဲ့တာဒါပေမဲ့အဲ့ဒီကလေးကအချိန်တွေကုန်ပြီလို့အတိတ်တစ်ခုဖြစ်သွားပြီလေခမားကကျုပ်ကိုလက်စားချီပြီးတော့ဘာလုပ်မှလဲငါဟာခန္ဓာကိုယ်တစ်ခုအစားရတာနဲ့မရရအောင်လက်စားချီရမှာပဲရှင်ရင်းလေးကဝိညာဉ်ရဲ့စကားတွေကိုကြားတော့ဘယင်ကြီးလဲနက်နက်နေနေတွေးမိပါတယ်အခုနေဘာလုပ်ရမလဲမသိဘူး အဲ့ဒီချိန်မှာပဲဘာရက်တိကြီးကထိုနေရာကိုရောက်လာရင်ဘယင်ကြီးဟာဘာရက်တိကြီးကိုဝိညာဉ်ရဲ့တောင်းဆိုချက်တွေကိုပြောပြလိုက်တယ်။အရှင်မင်းကြီးနီလန်းကတော့တခုပဲရှိရဲ့အဲ့ဒီဝိညာဉ်ကိုအရှင်မင်းကြီးလွတ်ပေးရလိမ့်မယ်။မဟုတ်ရင်တော့အခုထက်ပိုပြီးရောအန်ဒီရဲ့များလာပြီးအရှင်မင်းကြီးအတွက်တာမကလူတိုင်းအတွက်ပါချင်းချမှုကြီးဖြစ်လာပါလိမ့်မယ်။ ဒါဆိုလဲအဲ့ဒီဝိညာဉ်လွတ်မြောက်သွားဖို့ ਨੇ သူ့ပြဿနာကိုဖယ်ရှားနိုင်ဖို့မလုပ်ရမလဲဆိုတာကြုတ်ကိုလမ်းညွန်ပေးပါ အရှင်မင်းကြီးသူကအရှင်ရဲ့အဘွားပဲအဲ့ဒါကြောင့်အရှင်မင်းကြီးအနေနဲ့သူ့အတွက်နောက်ဆုံးစာပနာပွဲကိုလှူဆောင်ပေးရမယ်ဒီဝိညာဉ်က အခုလက်ရှိမှာလေအတွင်နဲ့ရှိနေတာဒါကြောင့်သူဘာမှမလုပ်နိုင်ပါဘူးဒါကအရှင်အတွက်အခွင့်အရေးပဲအရှင် ဒီရင်းနှင်းလေးကိုဆင်းပြီးတော့သူ့အတွက်မီးပူဇော်ပေးလိုက်ပါအဲ့ဒီပူဇော်ဝဲပေးရနဲ့မိဖုရားကြီးရဲ့ဝိညာဉ်လည်းလွတ်မြောက်သွားပြီးတော့အရှင်ကိုဘယ်တော့မှဒုက္ခပေးမှာမဟုတ်တော့ပါဘူးဘာရတိကြီးရဲ့စကားကိုနားထောင်ပြီးတော့မယင်ကြီးလည်းကြောက်ကြောက်လန့်လန့်နဲ့ရင်းနှင်းလေးကိုဆင်းသွားပြီးတော့ဝိညာဉ်လွတ်မြောက်ဖို့အတွက်မီးပူဇော်ပါတော့တယ်ပူဇော်ပွဲပြီးပြီးချင်းပါပဲမိဖုရားကြီးရဲ့ဝိညာဉ်လည်းအမျိုးသမီးပုံစံအခိုးငွေဖြစ်နေတဲ့ ရေရင်းလေးကနေပြန်ထွက်သွားပြီးတော့ကောင်းကင်မှာပျောက်ကွယ်သွားပါတော့တယ်။အရှင်မင်းကြီးအခုဆိုအဲ့ဒီဝိညာဉ်လေးလွတ်မြောက်သွားပါပြီ။အခုဆိုဘသူမှဘာကူမှ မကြောက်ရတော့ပါဘူး။ဒီလိုနဲ့လူတိုင်းလဲကိုယ့်အိမ်ကိုအရှူရှူပြန်သွားကြပါတယ်။အဲ့ဒီဒူးဆန်းနဲ့ရေရင်းကြီးလဲကျင်းစာကနေလွတ်မြောက်သွားပြီးတော့ရေရီပြန်ပြီးတော့ပြည်လာပါတဲ့။ရေရင်းထဲမှာရေရီအပြည့်အရှံရှိတာမို့ လဲအတွက်လဲပင်မန်းစရာမလိုတော့ပါဘူးလူတိုင်းလဲဒီထူးဆန်းတဲ့ရေရင်ကြီးအကြောင်းကိုမှတ်မိနေကြပြီးတော့ဒီအကြောင်းကိုလဲပုံမြင်ဖြစ်နေပြောလို့မစုံဖြစ်နေခဲ့ကြပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်မြတ်တတ်တယ်ဆိုရင်တော့ channel လေးကိုလဲ like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်เนาะ